ျွန်တော်ရဲ့ဖိုးလက်ထက်လောက်ကပေါ့ဗျာ ARD တန်းရဲ့ကျွန်းစုလေးတစ်ခုပေါ်မှာတကယ်ဖြစ်ပျက်ခဲ့တာလေးကိုမျှဝေပေးခြင်းပါတယ်အရင်တော့ဆိုတော့ကျွန်တော်တို့နေတဲ့ UI ကတောအုပ်ကြီးတစ်ခုလိုပါပဲအဲ့ဒီတောအုပ်ထဲမှာခြုံရယ်ပိတ်ပေါင်းနေဖုံးလွှမ်းနေတဲ့ဇေဒီငုတ်တူလေးတစ်စုလည်းရှိပါတယ်အရင်တော့လူတွေကတစ်တိုက်တစ်ခွဲလောက်ကြတာပေါ့ဗျာလဲဒီဘာတွေရောမလုပ်ဘူးလားလို့မမေးနဲ့ဗျာအကုန်လုပ်တယ်ကျွန်တော်ပြောနေရတဲ့ဇလန်းလိုရင်းမရောက်တော့ဘူးဗျာကဲဆက်ကြရအောင်ဒေါင်ဒေါင်ဒေါင်ဆိုပြီးတော့မောင်းထုတဲ့အတန်ကြီးကိုကြားလိုက်ရပါတယ် အစည်းအဝေးထိုင်မှုတွေရွာသူရွာသားတွေကိုတကြီးကအချက်ပေးလိုက်တဲ့အတန်းမှာရွာသားတွေကလည်းတရင်တယောက်တကြီးအိမ်ကိုထွက်လာကြပါတယ်တချို့ကတော့ဗာရေးကြီးကိစ္စများရှိလို့လည်းပေါ့အချင်းချင်းတီးလို့ပြောဆိုနေကြပါတယ်တကြီးအိမ်ကိုရောက်တော့မြေကွက်လက်အလွတ်လေးပေါ်မှာဖနက်လေးတွေဖင်ခုထိုင်ပြီးတော့စောင့်နေကြပါတယ်မကြခင်မှာပဲနှခမ်းမွေးကကနဲ့လူကြီးတူရောက်လာပြီးတော့ရွာသူရွာသားတွေကိုကြုတ်ဒီနေခေါ်လဲရတဲ့အကြောင်းကတော့ရွာသစ်တဲဘူးကိစ္စပဲဖြစ်တယ်ကွယ်အဲဒီအချိန်မှာပဲရွာသားတယောက်ကမတ်တက်ရက်လိုက်ပြီးတော့ဘယ်နေရာမှာရွာတဲမှာလဲတကြီးဟာကျွန်တော်တို့ကဒီရွာပြောင်းအောင်မလား အဲ့လိုလည်းမဟုတ်သေးဘူးဖို့နေရဲ့အခုငါတို့ရွာသစ်တဲတယ်ဆိုတာငါတို့တိုင်းရင်းသားတွေကြဲကြဲပြက်ပြက်နဲ့နေလို့ရအောင်ပါမင်းစစောနာပြောတယ်လို့ရွာပြောင်းစရာလည်းမလိုရွာသစ်မှာနေကျင်တဲ့သူကတော့တွားနေလို့ရပါတယ်တဆုတကြီးနေရာရောရွေးပြီလားဗျာရွာသားတယောက်ရဲ့အတန်ဖြစ်ပါတယ်အေးရွေးပြီပြီကွာငါတို့ရွာရဲ့တောင်ပြားတောဥကလေးပဲဟာတကြီးကလည်းဖြစ်ပါမလားဗျာအေးဘာလို့မဖြစ်ရမှာလဲဟာအဲ့တောဥထဲကမကြာခဏဆိုသလိုလူသေးလိုက်ဆုံးမိလို့လို့တဲဲမိလို့လို့တွေလည်းတက်လာလိုက်နေဗျာ တကြီးရဲ့တခြားနေရာပြန်ပြီးရွေးလိုက်ပါလားဖိုးနီရဲ့စကားသံဖြစ်ပါတယ်ဟာဘယ်ဖြစ်မလဲကွာအခုကြမှာမျိုးပိုင်မင်းကလည်းဒီနေရာမှာပဲရွာသစ်တယ်ဖို့အမိန့်ချထားတာဖိုးနီရာဒါရဆိုလည်းမတက်နိုင်ဘူးလေတကြီးရဲ့ဘယ်ချိန်စမှလဲရွာတယ်ဖို့ဟာမနေ့ပြန်စကြမယ်ကွာတိန်တယောက်တောရှင်းမှုလိုက်ရမယ်မလိုက်တဲ့အင်ကဒဏ်ခတ်ခံရမယ်ကြုံပြောချင်တာတော့ဒီလောက်ပါပဲအားလုံးပြန်နိုင်ပါပြီရွာသားတွေကလည်းတယောက်တစ်ပေါက်နဲ့အိမ်ကိုပြန်သွားခဲ့ကြပါတယ်နောက်နေ့ကိုရောက်တဲ့အခါမှာတော့တိန်တယောက်ဓာတ်ကိုစီကင်ပြီးတော့တောရှင်းမှုတွေတကြီးအိမ်ကိုလူလာဆွကြပါတယ် လူတွေစုံလောက်ပြီဆိုတော့မှတကြီးကလည်းသွားကြမယ်ဟေ့ဆိုပြီးတော့နှလုံးမျိုးတနက်ကိုလွယ်ကရှေ့ကနေဥဆောင်ပြီးတော့ထွက်သွားခဲ့ပါတယ်။အဲလိုနဲ့ပဲနိုင်ဝက်လောက်ရှောက်လာလိုက်တဲ့အခါမှာတော့တောဥကလေးရဲ့အဆက်ကိုရောက်လာခဲ့ကြပါတယ်။တကြီးကအသင်းယူလာတဲ့ကရော့ဘွဲနဲ့ဖျောင်းနိုင်အမွေးတိုင်တွေကိုထွန်းလိုက်ပြီးတော့တောပိုင်တောင်ပိုင်တွေကိုခွင်တောင်းပါတယ်။ပြီးတဲ့နောက်မှာတော့ရွာသားတွေကိုတစ်ပင်တွေကိုစခုတ်ခိုင်းပါတယ်။တကြီးဆိုပြီးတော့အေးအေးဆေးဆေးထိုင်နေမှမထင်ပါနဲ့။သူကိုယ်တိုင်းတောခုတ်တာနဲ့ဝင်ပြီးခုတ်နေရပါ။ဒါကတော့ရွာသားတွေရဲ့စီးလုံးညင်ညွတ်မှုကိုပြတ်တရာလည်းဖြစ်ပါတယ်။ တပိနေခုတ်တော်ရီရှင်းနာတွေကပထမတရက်လဲ AC ဒုတိယရက်လဲ AC တတိယရက်လဲရောက်ရောပြို့တကြီးဒီမှာလာကြည့်ပါအောင်မြဇေဒီပြက်တစုပဲရွာသားတဦးရဲ့အတန်ကြောင့်တခြားရွာသားတွေရောတကြီးပါအဲ့ဒီနားလေးကိုရောက်သွားခဲ့ကြပါတယ်အေးဟုတ်တကွာဇေဒီပြက်တစုပဲဟာငါတို့ရွာသားတွေနဲ့ထိုက်လို့ဖူးရတာပဲနေမယ်အဲ့လိုပြောဆိုပြီးတော့တကြီးကထိုက်ပြီးတော့ကြော့ပါတယ်အဲ့ဒီနောက်မှာတော့ရွာသူရွာသားတွေကလည်းလိုက်ကြော့ကြပါတယ်အဲ့ဒီချိန်မှာပဲကြော်ကြီးဆိုသူဟာပြို့တကြီးဒီဘက်မှာလည်းဘလူးရုပ်ကြီးပြတကယ်အသက်ဝင်နေတဲ့အတိုင်းပဲ အေးကွာဒီစီဒီလေးကရှေးခေတ်မင်းနေတဲသွားတာဖြစ်လောက်တယ်ကွာဘလူးရုပ်ကလည်းလက်ရမြောက်ချက်ပဲအသက်ဝင်နေတဲ့အတိုင်းပဲဟာဟုတ်တယ်တကြီးရေကျွန်တော်တော့ကြည်ရင်နဲ့ကြောက်လာပြီဗျာရွာသားတူဦးကပြောလိုက်တဲ့စကားတန်ဖြစ်ပါတယ်တကြီးကလည်းအေးကွာဒိုးရီဒီနေ့အပင်ဆက်မရှင်းကြတော့ပဲနဲ့ဇီဒီလေးကိုရုပ်လုံးပေါ်လောင်ခြုံရွယ်တွေကိုခုတ်ရှင်းကြရအောင်ကွာတကြီးရဲ့စကားကြောင့်ရွာသူရွာသားတွေကလည်းဓာရီကိုစီပြန်ကင်လိုက်ပြီးတော့ဇီဒီလေးဝင်းကျင်ကိုရှင်းလင်းလိုက်ကြပါတော့တယ်ထိုတဲ့ရင်စကားကိုတခြားရွာမှာရှိတဲ့တိုက်ဆရာဥဖုံးမောင်နားထဲကိုရောက်သွားခဲ့ပါတယ် ဥဖုံးမောင်ဆိုတာကတော့သူတူးလို့မရတဲ့တိုက်ဆိုတာမရှိတဲ့သူပါသူတပဲဇာနီနဲ့ညိုကြီးကိုခေါ်လိုက်ပါတယ်ဆရာကြီးကျွန်တော်တို့ကိုခေါ်ရဲဆိုတော့ဘာခိုင်းစရာရှိလို့လဲဗျာတိုက်တစ်ခုတွေ့ထားတယ်ကွာဟိုဘက်ယူအားတောအုပ်ထရေဇီရီပြက်တစ်ခုမှာအဲ့ဒါတိုက်တူးဖို့မင်းတို့နှစ်ယောက်အကူညီလို့လေဒါများဆရာကြီးရဲ့ကြိုက်တဲ့အချိန်ပြောကျွန်တော်တို့ကလိုက်ပြီးသားပဲဗျာဆရာကြီးရဲ့ကျေးဇူးတွေကိုလည်းကျွန်တော်တို့ဆက်လို့မကုန်ပါဘူးဗျာအေးအဲ့ဒါဆိုရင်နောက်လကွယ်နေလုပ်ငန်းစကြမယ်ကွာအတင်းလောက်ထားကြဟုတ်ကဲ့ပါဆရာကြီးအဲ့လိုပြောဆိုပြီးတော့ဇာနီနဲ့ညိုကြီးတို့နှစ်ယောက်ကအိမ်ကိုပြန်သွားခဲ့ကြပါတယ် ဟိုဘက်မှာတော့တကြီးနဲ့ရွာသားတွေကတောအုပ်လေးကိုဆက်ပြီးတော့မရှင်းတော့ပဲနဲ့ဇေဒီတော်လေးကိုသာပြုပြင်နေကြပါတယ်။တရွာလုံးရဲ့မျက်နှာမှာတော့အပြုံးကိုစီနဲ့ပေါ့။ထုံးမောင်တယောက်ကတော့ဘလူးရုပ်ကြီးနားကိုကတ်သွားပြီးတော့အမလေးပြားဆိုပြီးတော့အကျေကြီးអော်လိုက်ပါတယ်။တကြီးကရွာသားတွေပါအရင်နားကိုယောက်လာကြပြီးတော့ဟဲ့ထုံးမောင်ဘာဖြစ်တာလဲကွာ။အဲဒီအချိန်မှာပဲစကားတန်ထစ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 ်နဲ့တကြီးဟိုဘလူးကြီးကမျက်မျက်တောင်ခတ်တယ်ဗျာ။အာမဖြစ်နိုင်တာကွာ။ရုပ်ထုကြီးကဘလူးလုံးမျက်တောင်ခတ်နိုင်မှာလဲကွာ။ကျွန်တော်တေချာတွေးလိုက်တာပါတကြီးရဲ့။ မယုံလို့ရှိရင်တကြီးတို့ကြည့်ကြည့်လိုက်လေဟုတ်တယ်ဗျထုံးမောင်ပြောတဲ့အတိုင်းပဲဘလူးယုတ်ကြီးကတကယ်မျက်တော်ခတ်နေရဟိရောက်နေဟိရောက်နေဒီဖေကတော်တော်တကိုးကြီးပုံရတယ်ကွာအမားမလုံးမိကြစေနဲ့နော်အပေါ်ဘားသွားရင်တောင်မှအရင်ဆုံးခွင်တော်မိမှသွားကြဟုတ်ကဲ့ပါတကြီးရကျွန်တော်တို့လည်းကြောက်လာပြီဗျပြန်ရအောင်တကြီးရအေးလေဒါဆိုရင်လည်းပြန်ကြတာပေါ့ကွာအဲ့လိုပြောဆိုပြီးတော့အိမ်ကိုအမြန်ပြန်လာခဲ့ကြပါတယ်လာခွင့်နေ့မတိုင်ခင်၈ရက်ကတကြီးတို့အဖွဲ့တောက်ခုတ်ဖို့စင်တော့ဘလူးမျက်လုံးတွေကသွေးတွေစီးကြနေတာကိုတွေ့လိုက်ရပါတယ် ထိုနေ့ကတော့ရွာဦးကျောင်းဆရာတော်ဖရားလည်းပါလာခဲ့ပါတယ်။ဆရာတော်ကဘလူးရုပ်လေးနာကိုကတ်သွားလိုက်ပြီးတော့ဘလူးမျက်လုံးကသွေးမျက်ရည်တွေကျနေတယ်ဆိုတော့ဒါနမိတ်မကောင်းဘူးပဲ။ဒီနေရာမှာတော့တခုခုဖြစ်လေအောင်မယ်တကားတို့။ဆရာတော်ရဲ့စကားကြောင့်အကုန်လုံးထိတ်လန့်သွားကြပါတယ်။အဲ့ဒီနေ့ကအလုပ်ကိုသေချာမလုပ်နိုင်မနဲ့စိုးရင်စိတ်တွေကြီးစိုးနေခဲ့ကြပါတယ်။ဆရာတော်ကတော့မြင့်တတုတ်ကိုရွတ်ဖတ်နေပါတယ်။ရွာသားများကအိမ်ကိုပြန်ရောက်ပြန်မယ်လဲထိုအကြောင်းကိုဇနီးမရတဲ့စီပြန်ပြောပြကြပါတယ်။မိမသားတွေကလည်းတော်တော်လေးကိုထိတ်လန့်သွားကြပါတယ်။ ဒီနေ့လပြင်းနေတိုက်เสียဖုံးမောင်တို့တုံရောက်အကြံရှိသူပြပြီးဟိုဘက်ရွာကအမျိုးအိမ်ကိုနေလေတဲ့ကတွားပြီးတော့တဲခိုလိုက်ကြပါတယ်လိုအပ်တဲ့ပစ္စည်းတွေယူပြီးတော့ည7:00နာရီလောက်မှာတဲတဲ့အိမ်ကနေထွက်ခဲ့ကြပါတယ်ဇီရီပြက်ကလေးနောက်ကိုရောက်တဲ့အခါမှာတော့ကျိုးနဲ့ပဲစီးချလိုက်ပါတယ်အရင်နောက်မှာတော့ဂရော့ဘဲတစ်ခုပေးပြီးတော့အုံဒီပေါ်မှာဖျောင်းနိုင်တဲ့တိုင်ထွန်းထားလိုက်ပါတယ်ဇာနီနဲ့ညိုကြီးကတော့ပေါက်ပြားကိုစီကိုကင်ပြီးတော့ဆရာကြီးအမိတ်ပေးတာနဲ့တူးဖို့အသင့်လုပ်နေပါတယ်ဥဖုံးမောင်လည်းတူးတော့လို့ပြောလိုက်ရောဇာနီနဲ့ညိုကြီးကအားရပါးရတူးလိုက်ကြပါတယ် ဥပမာကတော့ဂါထာတပုတ်ကိုထန်ကရိုင်းကြကြရွတ်ဖတ်နေပါတယ်။ည7နာရီလောက်ကျတော့မြေကြီးတွေကနေရွှေအိုးတလုံးပေါ်လာခဲ့ပါတယ်။ထိုရွှေအိုးပေါ်လာတာနဲ့တပြိုင်နက်တည်းဘလူးရုပ်ကြီးကလည်းအသက်ဝင်လာခဲ့ပါတယ်။ဒါပေမဲ့လည်းရွှေအိုးငန်းနေတဲ့ဥပမာတို့၃ယောက်ကတော့မသိရှာပါဘူး။အဲဒီအချိန်မှာပဲဖျောင်းနိုင်ကရုတ်တရက်မင်းငိမ့်သွားခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲသူတို့ရှိကိုမျက်လုံးနီနီကြီးနဲ့အကောင်ကြီးတကောင်ကတ်လာပါတော့တယ်။အနားကိုရောက်တော့မှဘလူးကြီးဖြစ်နေမှန်းသိလိုက်ရကသူတို့နောက်ကျသွားခဲ့ပါပြီ။ဘလူးရဲ့တန်လျက်ဖျားမှာလူ၃ယောက်ရဲ့အသက်တွေပေးလိုက်ရပါပြီ။ ရွှေဦးကြီးလည်းမြေကြီးတဲ့ကိုတဖြည်းဖြည်းနဲ့ပြန်ဝင်သွားပါတော့တယ်။ထိုခါကျမှပဲဘလူးကြီးကလည်းမူလာကျောက်ယုတ်ကြီးအတွင်ကိုကူးပြောင်းသွားခဲ့ပါတော့တယ်။မနေ့ရောက်တဲ့အခါမှာတော့တကြီးဖွဲ့ကလည်းတောခုတ်ဖို့လာရင်လည်းဇေဒီလေးနားမှာလူ၃ယောက်ရဲ့လောင်းကိုတွေ့ရပါတယ်။ပြီးတော့လည်းဘလူးရဲ့တန်လျက်မှာလည်းတွေးတွေစွန်းနေတာကိုပါအားလုံးမြင်လေရတော့ဟာကနေဟင်ကနေဖြစ်သွားကြပါတယ်။တနေ့သောညမှာတကြီးအိမ်မက်တွေကိုဝှဖြူစင်ကြတဲ့ဘိုးတော်တို့ရောက်လာပြီးတော့ငါမြေတောအုပ်ထဲကဇေဒီလေးကိုအစ်စ်ပြန်လဲမွန်းမှန်လိုက်ပါ။ငါမြေတို့ရွာတွေကောင်းကျိုးတွေအများကြီးရလာပါလိမ့်မယ်။ ။အဲလိုမျိုးပြောပြီးတော့ပျောက်ကွယ်သွားခဲ့ပါတယ်။တကြီးကလည်းအဲ့ဒီအိမ်မက်ကြောင့်ပဲယူဟာသားတွေနဲ့တိုင်ပင်ပြီးတော့ဇေဒီအဟောင်းလေးကိုငုံလိုက်ပြီးတော့ကိုရောင်မြေဇေဒီတော်မြတ်ကြီးကိုတီထားလိုက်ပါတယ်။အဲ့ဒီဇေဒီလေးပြီးသွားတဲ့နယ်ပဲယူဟာလူတွေကကောင်းချင်းများစွာခံစားကြရပါတော့တယ်။ယခုခါမှာတော့အဲ့ဒီစီဒီလေးရဲ့အမိကပြည်လုံးချမ်းသာကျွန်းဆူတော်မြစ်စီတော်ဖြစ်ယနေ့တိုင်တည်ရှိနေပါသေးတယ်။ဇလန်းလေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီ။ဇလန်းလေးကိုစွနတိလိုက်ပါနားဆင်ပေးခဲ့ကြလူချင်းမတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မိုးရင်ရေးသားသူကိုလည်းကာရဝပြူရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။